နာဂတ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေထပ်ကြုံရမယ်ဆိုရင်လည်းအိန္ဒိယဟာအပြင်းထန်လက်တော့ပြန်သွားမှာဖြစ်တယ်လို့ဝန်ကြီးချုပ်နရန်ဒရာမိုဒီကပြောကြားခဲ့ပါတယ်။အိန္ဒိယပါကစ္စတန်နိုင်ငံနဲ့ဆက်ရေးပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းပထမဆုံးချိန်တနင်္ဂနွေလုံးကိုလိမ့်မှုပြီးပြောကြားတဲ့မိခုံးမှာမိုဒီကအခုလိုပြောပြခဲ့ရပါ။မေလ9ရက်နေ့ကအိန္ဒိယဟာပါကစ္စတန်နဲ့နယ်စပ်မှာအကြမ်းဖက်ပြမှတ်တွေလို့ဆွဆွဲထားတဲ့နေရာ၉ခုကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးပါကစ္စတန်ကလည်းလက်တော့ပြန်ခဲ့ရာကနှစ်ဖက်ဆက်ရေးပဋိပက္ခတွေစတင်ခဲ့ပါတယ်။ ဒါပေမဲ့လေရက်ကြာမှာအမေရိကန်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုနဲ့အတူနှစ်ဖက်ကြားအပြည့်အခက်ရဆဲနိုင်ခဲ့ပါတယ်။အဲ့ဒီသဘောတူညီမှုဟာလက်ရှိအချိန်ထိတည်မြဲနေပေမဲ့အိန္ဒိယရောပါကင်စတန်ကပါနနိုကြာကြာစောင့်ကြည့်နေစေလို့ပြောပါတယ်။ဧပြီလ22ရက်နေ့တုန်းကကာရှမီးယားဒေသရဲ့အိန္ဒိယထိန်းချုပ်ထားရာအပိုင်းမှာလူ26ယောက်တေဆုံးခဲ့တဲ့အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာနှစ်နိုင်ငံကြားမှာနောက်ထပ်တစ်ကြိမ်လက်နက်ကိုင်ပြစ်ပကစတင်ခဲ့တာပါ။အဲ့ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာပါကင်စတန်ပတ်သက်နေရလို့အိန္ဒိယကဆွဆွဲထားပြီး ပါကစ္စတန်ဘက်ကတော့တူတူခခညှဉ်းဆိုထားပါတယ်။အာရှတောင်ပိုင်းကနျူကလ িয়ার လက်နက်ပိုင်နိုင်ငံဟာတမိုင်းတစ်လျှောက်စစ်ပွဲကြီး၄ချိန်နဲ့စစ်ရေးပဋိပက္ခတွေဖြစ်ပွားခဲ့ကြပါတယ်။နောက်ဆုံးကြုံတွေ့ခဲ့တဲ့လက်နက်ကိုင်ပဋိပက္ခမှာတော့ပါကစ္စတန်ဘက်ကလူ60ကျော်နဲ့အိန္ဒိယဘက်မှာလူ30ဝန်းကျင်အသေးအပြောက်ရှိခဲ့ကြောင်းသိရပါတယ်။မေလ7ရက်ကအိန္ဒိယပြည်သူတွေစီပြောကြားတဲ့မေခေါ်မှာတော့မြန်မာကာလဟာစစ်ပွဲတွေကြီးစိုးနေတဲ့ခေတ်မျိုးမဟုတ်တဲ့တော့ကြောင်းတစ်ဖက်မှာလည်းအကြမ်းဖက်မှုတွေရဲ့ခေတ်ကာလတခုမဟုတ်တော့ကြောင်းမိုဒီကဆိုပါတယ်။ အိန္ဒိယကိုဦးတည်တဲ့နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုခုဖြစ်လာပြီဆိုတာနဲ့အိန္ဒိယဟာထိရောက်အားကောင်းတဲ့အစီအမံမျိုးနဲ့တုံ့ပြန်ပြမှာဖြစ်ကြောင်းမိုဒီကသူ့ရဲ့မိကောမှာပြောကြားခဲ့ပါတယ်။နှစ်ဖက်ကြားသပွဲဝိုင်းထိုင်ဆွေးနွေးမှုတွေနဲ့အကြမ်းဖက်မှုတွေဟာအတူတကွတရားရဲဖြစ်ပျက်နေလို့မရကြောင်းသူကဆိုပါတယ်။ကက်ရှမီးယားမှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအပြီးမှာအိန္ဒိယဟာပါကစ္စတန်နဲ့ရေအရင်းမြစ်ခွဲဝေရေးစာချုပ်ကိုဆိုင်းငံ့ထားခဲ့တာနဲ့ပတ်သက်ပြီးလဲမိုဒီကသွေးနှင်ရေဟာအတူရောပြီးစီစဉ်နေလို့မရဘူးလို့ပြောကြားသွားပါတယ်။ အစောပိုင်းမှာတော့ပါကစ္စတန်ဝန်ကြီးချုပ်ရှဖက်ရှရယ်ကရေရင်းမြေကိစ္စနဲ့ပတ်သက်ပြီးအိန္ဒိယနဲ့ငင်းငင်းချမ်းချမ်းညှိနှိုင်းအဖြစ်ရှာဖို့ပြောထားကြောင်းမှတ်ချက်ပေးထားပါတယ်။မေလ12ရက်နေ့မနက်ပိုင်းမှာတော့အိန္ဒိယနဲ့ပါကစ္စတန်စစ်တပ်အရာရှိတွေဟာလက်ရှိအပြည့်အခက်ရဲ့ဆက်ရည်သဘောတူညီမှုအပြီးမှာပုံမောအကောင်းတဲ့အခြေအနေတွေစီဦးတည်နိုင်ဖို့ကနအူးအဆင့်ဆွေးနွေးမှုတွေစတင်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။